22ရက်3လ2025ပေါ့နော်ညီပြင်ရရှိတဲ့သတင်းချက်လက်တွေကိုကျွန်တော်အဖြစ်ခံသွားတဲ့အမုန်းခံလူသားစပီကာသမားတယောက်အနေနဲ့ပေါ့နော်နိုင်ငံတော်အကြီးအကဲတွေတိုင်းပြည်အေဂျင့်စွာနေထိုင်နေတဲ့ပြည်သူလူထုတွေတက်မတော်နဲ့တက်မတော်သားမိသားစုဝင်တွေသိရှိအောင်ကျွန်တော်ကအဖြစ်ခံဘဝနဲ့အမုန်းခံလူသားအဖြစ်ရက်တည်ပြီးတော့တင်ပြပေးမှဖြစ်တယ်ပေါ့နော်တတိယတွေကတော့အများကြီးရှိတယ်ကျွန်တော်လည်းခကြီးထွက်နေရတယ်နောက်တစ်ခုကရှေ့တန်းအတွက်အလူတန်းလေးတွေလှုပ်ဖို့အတွက်ရှိတယ်ပေါ့နော် တိုင်းပြည်ပြည့်၍တဲ့ပြည်သူငတ်ချိန်ဝန်ထမ်းကျင့်ပြက်ခရိုနီဖက်၍ငာနဲ့ငာမယားမယားငယ်လေးကောင်းစားရေးအတွက်တိုင်းပြည်ဗန္နာ မြေတထွာနှင့်တယံဇာတတူးဖို့ချီမွှဖော်ထုတ်ကြ၍လိန်လေရောင်းချကြားလီတော်တဲ့အဘဲပြစ်မှုမြောက်မီနီးတဲ့နော်ဒါတော့တကယ်တည်းတယောက်ရေးပြတာတဲ့တည်င်းတွေကတော့ဟိုဟာပေါ့ ရေတကြိုစစ်ကြောင်းကလဲတဲ့လဲတဲ့ကျုံမိုးခွဲရွာအကျန်းဖက်များပြစ်ခတ်ဖမ်းဆီးရအသေးများရပြီး58កောင်မတိမရှင်ဖမ်းဆီးရမိတယ်တဲ့အဲ့ဒါမနေ့ကပေါ့နော်ရေတကြိုမြို့နယ်ရေလေကျုံအကျန်းဖက်များထွက်ပြေးတိမ်းဆောင်ပုန်းကိုနေသူများကိုအသေးပြစ်ခတ်ဖမ်းဆီးရ90ကျော်ဖမ်းဆီးရမိကြောင်းရန်ကုန်ခွေးတစ်ကထောက်ပြောဆိုတဲ့ယမန်နေ့21ရက်နေ့နနက်6:00နာရီခွဲတွင်အကျန်းဖက်မိုးပြူနေတဲ့မိုးခွဲရွာများဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်တုတ်တင်နေခြင်းဖြစ်ကြောင်းတိရသည်တဲ့ရေလေကျုံကိုပိတ်ဆို့ပြစ်ခတ် ဖန်းစည်းချိန်အသေးများနဲ့မသေးမရှင်များရှိကြောင်းသိရတယ်တဲ့တောင်းခမ်းမနေဝင်းနီတို့ရည်မှန်းချက်တဲ့အောင်မြင်မှုဒုတိယရည်မှန်းချက်အထက်ကပို့စ်မှာ21ရက်နေ့နေ့လယ်ပိုင်းအချိန်ကတောင်းခမ်းဒေသတွင်တောင်းခမ်းကွန်မတိုတွေရဲ့ပထမရည်မှန်းချက်ရန်သူနေအားသိမ်းပိုက်ရရှိမှုတင်ပြထားခဲ့ပြီးဒုတိယရည်မှန်းချက်နေရာအားဆက်လက်တိုက်ခိုက်နေတယ်လို့သိရပါတယ်တဲ့ ယနေ့ညနေ၄နာရီကျော်ခန့်မှာဒုတိယရီမှန်ချက်ရန်သူစကန်အထက်မှန်သိသိရရှိခဲ့ပြီးဖြစ်စဉ်မိမိဘက်ကမစိုးရိမ်ရဒဏ်ရာရတဦးရရှိခဲ့ပြီးရန်သူထံမှအကြမ်းဖက်တရားနယ်နှစ်လောင်းနဲ့လက်နက်မျိုးစုံ၃လမ်း MB 89လောင်းချာတစ်လက် MB 3တနက်တစ်လက်ပစ္စတိုတစ်လက်၃ကြီးအင်ကြီးစံများပြစ်ချင်းဘန်ကာချင်းများတဲဆက်သွေးတူမြောင်များထက်မှန်သိပါရရှိခဲ့ပါတယ်တဲ့ဆက်လက်အောင်မြင်ချက်နေပြည်တော်ရှင်းလင်းဖို့ရန်သူအလောင်းလက်နက်များရရှိနိုင်ပါတယ်တဲ့နော်အမ်နောက်ကျတော့စတော့မယ်နော် ကံကြီးနေတဲ့လက်ပံကုန်းညောင်မင်းသားရွာတွေမှာကိုးကန့်တွေပါရောက်နေကြောင်းဖုံးဆက်တွေရပါတယ်တဲ့တမတော်သားတွေအတွက်တည်ထားနိုင်ဖို့ပါရှစ်ဘေးကြောင်နေရရတဲ့ပြည်သူတွေစိုက်ပျိုးထားတဲ့ကြံကင်းတွေကိုခွေးသကိုးတပုံတွေကစနေပိုင်းကားတွေနဲ့တည်ယူပြီးအင်းဝိုင်းတကြားဆက်မှာရောင်းစားနေကြတယ်လို့ပြောလာကြပါတယ်တဲ့ပြောင်းဆိုင်ကင်းတွေဆိုလဲသူတို့အကုန်ရောင်းစားနေကြပါတယ်တဲ့အဲ့ဒါတော့ခင်ဗျားတို့တပုံရဲ့တပုံရဲ့ပေါ့နော်လက်အောက်မှာနေခြင်းတဲ့လူတွေပေါ့နော် ခံကြပေါ့နော် ဒါကတော့ကျွန်တော်ခီးသွန်းနေလို့မကြင်ညာပြစ်လိုက်တာပေါ့19ရက်3လ2025ရက်နေ့မကြီးရဲ့ဘုံကြီးကြောင့်အရှိမကြီးရဲ့မဲပုတ်လမ်းပေါ်ကြီးပလောင်ပရိယမြအခြေပြုလက်ရှိတော့တောင်ကုန်းကခမာယဆက်ခွန်မှာတိုက်ခတ်ခဲ့ပြီးခမာယ905မှာပိတ်ဆို့ရေပြုလို့ပြုလို့ပြီးဟန်ချက်ညီဆောင်တိုက်ခတ်ရခမာယဆက်ခွန်မှာ9လောင်းနဲ့3လက်ရပြီးခမာယ905မှာ1လောင်းတစ်လက်ရစုစုပေါင်း6လောင်း4လက်ရရှိတာပြီးဖြစ်ပါတယ်တဲ့ကိုဘုံကြီးရဲ့ယနေ့ကြောင်မဲဘက်ကဖုံးဆက်လာတဲ့တဲ့နောင်ချုံမျိုးကပလောင်တွေကြောင်မဲကိုပြေးကုန်ပြီးတဲ့ကြောင်မဲမျိုးခန်းစစ်အတွက်ကောင်း ခံစေအတွက်ကောင်းတယ်စကကနဲ့တက်နေတခုလုံးခံစေကုန်တအားကောင်းသောကြောင့်လည်းအထူးသတိထားရပါမယ်တဲ့မြို့အဝင်ကလည်းပန်းပောင်ကဝင်ပူပြီးတက်ဝင်ကောင်းပါတယ်တဲ့အထူးသတိထားဖို့ပြောပြပါတယ်နောင်ချူကတော့ပလောင်အနေနဲ့ခံစေမကောင်းတော့ပါဘူးတဲ့နော်ကိုယ်ပေါ်ရေးတဲ့စကိုင်းတိုင်းအထက်အထက်ပိုင်းမော်လိုက်ခရင်ဖောင်းပြင်းမျိုးကို PDF တွေကကုန်းလန်း ရေလမ်းတွေပိတ်ထားတာ၂လကျော်၃လဝန်းကျင်လောက်ရှိနေပါပြီတဲ့ကုံစင်းနှုံးတွေကလည်းကြီးတဲ့အလို့အကန်ကမရှိဆိုတော့စားဝတ်နေရေးကကြက်တဲနေကြရတယ်ရေလမ်းကုံလမ်းပိတ်ထားတဲ့ရွာတွေကတော့ဖောင်းပြင်းမျိုးအထက်၄မိုင်ကျော်ခန့်အကွာတတရောင်း PDF တွေပါတဲ့ဖောင်းပြင်းအောက်ဘက်နမ်းမော်လိုက် PDF တွေကပိတ်ဆို့ထားခြင်းဖြစ်ပါတယ်အထက်လူကြီးများသိရှိစေရန်ကျေးဇူးပြု၍ပြောပေးပါဦးနဲ့ကိုပုံချမ်းပါပါလေတဲ့နောက်တစ်ခုကတော့လာရှိုးတဘုံလောက်အောင်မှာနေကျင်တဲ့ပြည်သူလူထုတွေဒါပြည်သူရဲ့ စကားတမ်းပေါ့နော်လာကျော်ပြည်သူစေုံကြီးကပုဂ္ဂလိကစေုံဖြစ်သွားပြီလားတဲ့တခါမှမကြဘူးတဲ့တညာဧကတသောငွေပေးရတယ်တဲ့စစ်ဆောင်ပြီးပြန်လာတော့ဝင်လာတဲ့လူတွေစားစရာတောင်းနဲ့အမနိုင်တနိုင်နဲ့ကောင်းဖြစ်၍တေယုံမတပါးပဲပေါ်တယ်ဆေးရူးဆေးတော့ခွဲစိတ်ဓမ္မရိုက်အန်ဒရာဆောင်ရိုက်ငွေချင်းပြေသာရပြီးမှလုတ်ပြီးတော့ပုဂ္ဂလိကစေုံစတိုင်ဖြစ်ပြီတဲ့ပုဂ္ဂလိကစေုံဆိုတာအစော်ဦးကိုကိုဘသာကိုဆောက်ရတယ်ဂရင်စက်ကရိယာအစုံကိုကိုဟကိုဝယ်ရတယ်တထေးစေုံမှုတထေးတွေတော်တက်တာတွားကူတာပါတဲ့ပြည်သူစေုံဆိုတာအများပြိုင်ပြည်သူစေုံဖြစ်ပါတယ်တဲ့ အစိုးရအခွန်ကဝယ်နေတဲ့ပစ္စည်းတွေအများဒါပြည်သူတွေလူထားတာရှိတယ်လူနာဆေးုံတွေလူထားတာတွေရှိတယ်တဲ့အဲ့တော့အမအေးအဲ့ကိစ္စကတော့လားချိုးမှာရှိတဲ့တပုံလက်အောက်မှာနေကျင်တဲ့ပြည်သူလူထုတွေပြောရဲလားလို့နော်အဲ့ဒါလေးပဲအမမေးလိုက်ပါကျွန်တော်ကိုသတင်းပေးတာပေါ့နော်အဲလာချိုးမှာဘာမှစီပွားရေးလုပ်ကန်စားတော့လို့မရဘူးလောင်းကစားယုံလေးဖာယုံလေးเนาะအဲ့လိုမျိုးဟာတွေပဲရှိတယ်အဲ့တော့တဘုံလက်အောက်မှာနေကျင်တဲ့လူတွေတဘုံလက်အောက်မှာမနေကျင်တဲ့လာချိုးမှာရှိနေတဲ့ပြည်သူလူထုတရာမှာ85000ခိုင်နှုန်း ပြည်သူလူထုကဟိုလုံးဝဟိုတဘုံအောက်မှာပေါ့နော်တဘုံအောက်မှာမနေချင်ပါဘူးเนาะအဲ့ဒါဟိုအဲစစ်တပ်လာရင်ဆန္ဒပြတော့ဘာလို့ညာတော့ဆိုတာအဲ့ဒါလောက်ကြံပြီးတော့ဟိုဖြစ်တာပါပေါ့နော်ကုတော်ဘုံရင်ရေးတဲ့မင်္ဂလာပါအခုကျွန်တော်ပို့တာနိုင်ငံတော်ကြီးခင်းများတီအောင်ပြောပေးပါတဲ့အဲ့ဒါကလက်ရှိမကွေးတိုင်းမင်းမှုခရိုင်ပွင့်မှုမျိုးမရေစကန်းရဲ့ခွင့်ပြုချက်ဖြင့်ចောင်းကျောင်းတော်ရာကြောက်ကုန်းနဲ့ရွာကြားမှာလေးကောင်ချင်းကြက်ဝိုင်းမကွေးမင်းဘူးပွင့်ပြူဆက်သွယ်ထားသောလမ်းရှိလမ်းပေးရှိကန္တာကြီးကျေးရွာတွင်လေးကောင်ချင်း ဝိုင်းကြက်ဝိုင်းပွင့်ပြူဝါတက်နှင့်မိကလျက်ရှိမုံမြင့်အုပ်စုတမော်အင်းကျေးရွာတွင်လည်းပြုလုပ်လျက်ရှိပါတယ်ပြည်သူများသိမ်းရာချီပြီးအဆုံးဆုံးနေကြပါပြီတဲ့ပြည်သူများကိုတနာသောအားဖြင့်နဲ့တက်ဆိုင်ရာအထက်လူကြီးများများသိစေရန်တဆင့်ပြောပေးစေလိုပါတယ်အဲ့တော့ပြည်သူတွေလည်းမကစားကြနဲ့ပေါ့နော်နောက်တစ်ခုကမင်္ဂလာဟာကိုဘုံရေးတဲ့ရန်ကုန်မြို့တိတိမင်္ဂလာဈေးတင်မှာလူမိုက်ကြော်ကြီးနဲ့အဖွဲ့ကကောင်းကောင်းကောင်းဝဲလောက်ကန်စားတောင်းနေတဲ့ ဖျားပန်းတဲ့စီစီကပန်းချင်းတစ်ချင်းကို3000ကနေ2000ကျပ်အထိမိုက်ကြီးခွဲတောင်းလို့နေတာကိုတက်ဆိုင်ရာတာဝန်သိသူများသိအောင်တင်ပြပေးစေချင်ပါတယ်တဲ့ခစ်ပြက်လို့အလောက်ကံတွေရှားပါနေရတဲ့တဲ့သူတို့တို့တွေကပြည်သူလူထုအပေါ်အကျိုးမပြုဘဲမိုက်ကြီးခွဲနေကြတယ်တဲ့မန္တလေးကလူမိုက်တွေရဲ့ချီးကိုကျွေးရမယ်တဲ့နောက်ပြီးဈေးတာဝန်ခံစီပင်အဖွဲ့နဲ့လည်းပူးပေါင်းထားပုံရတယ်တဲ့ဈေးစွာဒီခမမနဲ့3နာရီလောက်ကလေးကအေးရေးပြက်ခံပြီးဈေးရောင်းနေရတာကိုသူတို့ကမနဲ့6နာရီလောက်ဆိုအစင်သင့်လာပြီးမိုက်ကြီးခွဲတယ်တဲ့လူမိုက်ကြီးတောင်းတယ်တဲ့ ်ဈေးရောက်မကောင်းလို့ရှော့ပေးရင်လည်းချိန်မောင်းပြောဆိုတယ်တဲ့ပြီးတင်ပြပြအောင်တင်ပြပေးစေချင်ပါတယ်ဈေးသက်တွေအများကြီးပါတယ်သူတို့ကလူအုပ်လိုက်မိုက်ကြီးခွဲနေကြတော့ဈေးသက်တွေခမမပြောရဲဘူးတဲ့မတရားတာတွေတွေ့နေရတော့အမှန်တရားကိုတန်ဖိုးတာလေးစားတတ်တဲ့ကိုဖုံးကိုတတိယလိုအကျိုးကြောင်းလေးပြောပြတာပါတဲ့ထာဝရတန်ဖိုးတာလေးစားပါတဲ့ကိုဖုံးကြီးအမိတက်မတော်သားများဘေးကင်းလုံခြုံစွာတိုင်းပြည်တော်ဝင်ထမ်းဆောင်နိုင်ကြပါစေတဲ့နော် တိရိမင်္ဂလာဈေးသစ်တစ်ခုလုံးမှာကောင်းရောင်းကောင်းဝယ်လှူစားနေကြတဲ့ပြည်သူဟာလူမိုက်မျက်နှာကိုကြည့်ပြီးလှူစားနေကြရတာတဲ့သူတို့မလို့ရင်မလို့တလို့ဝိုင်းရိုက်ကြတဲ့ကိုဖုံးနဲ့မကျေနပ်လို့သက်ဆိုင်ရာကိုမတိုင်ရဲကြဘူးတဲ့ဒါကြောင့်ကိုဖုံးအနေနဲ့ကူညီလို့ရရင်သက်ဆိုင်ရာတာဝန်သည့်တာဝန်ရှိတဲ့ပြည်သူတွေကိုတင်ပြပေးစေပေးစေခြင်းလိုပါတယ်တဲ့မြင်းညာမျိုးကြီးတောင်ဘက်တွင်မြင်းညာမျိုးနဲ့ဆက်ဆက်လျက်ရှိသောစက်မှုဆောင်တွင်လည်း PDM များအမြဲတစေဝင်ထွက်လျက်ရှိပြီးမကြာခဏဆိုသလိုပင်သူတို့မတင်ကြတဲ့သူများကိုဒလန်ဟုခေါင်းစဉ်တက်ကာ ဝင်ရောက်ဖမ်းဆီးလျက်ရှိတဲ့မြင်းညံပတ်ချာလေတွင် PDM များဝိုင်းရိုင်လျက်ရှိသည့်အပြင်မြို့ထဲတွင်လည်းစိတ်ဝင်နေတယ်တဲ့ယခုအနေအထားတိုင်းဆက်လက်သွားပြီဆိုပါကခမာယ15တန်းနဲ့မြင်းညံမြို့အတွက်မကြခင်အနေရရှိလာနိုင်သည့်အတွက်အထက်အကြီးအကဲများအစင်းစင်းနဲ့နာဇကဝန်ကြီးချုပ်ကြီးသိရှိပြီးကြိုတင်၍လက်ဦးမှုရယူကအမြင့်ပြတ်ချိန်မုံရှင်လင်းတုတ်တင်နိုင်ရန်ရိုသေလေးသားစွာတင်ပြအပ်ပါတယ်ခမားတဲ့စင်ကိုင်မျိုးနဲ့စွန်ရဲအင်းရွာကအုတ်ကြီးဦးဝင်းကျော်ပါတဲ့တူသားဖုံးမြင့်ကျော်ခါ စတီးကရွေးကောက်ပွဲကော်မရှင်ယုံကစီရီယံလှုပ်ထားတာပါတဲ့ရွာမှာသူ့အဖေအားကိုနဲ့လူတော်တော်များများကိုရိုက်ခွဲထားပါတယ်သူ့အဖေဦးမင်းကျော်ကတက်ကထုတ်ပေးထားတဲ့တနက်နဲ့သူနဲ့မကျေနပ်တဲ့သူတိုင်းကိုချင်းချောက်ပါတယ်တဲ့တားဖြစ်သူစီရီယံတယောက်ကိုလည်းသူ့အာနာနဲ့ရွာမှာထားပြီးစီရီယံတားဖြစ်သူကအကြမ်းဖက်အဖွဲနဲ့ပတ်သက်လို့မျိုးနယ်ကစာထုတ်တာကိုဆင့်ကန်ရဲစခန်းမှာရဲတွေနဲ့ပိုင်တော့ဖုံးပြီးထားပါတယ်ရုပ်စွာအစုံဦးဝင်းကျော်ကသူခေါ်ခိုင်းတဲ့ပယံသမားကိုလှုပ်အားက လောက်အားခစကားများတာနဲ့ပတ်သက်ပြီးတနက်နဲ့ထုတ်ချိန်လို့အလုသမားလေးအမေကရှစ်ခိုးပြီးတောင်းပန်ခဲ့ရပါတယ်တဲ့အဲ့ရွာမှာစုံစမ်းရင်ကျွန်တော်ပြောတာတည်းပိုသိနိုင်ပါတယ်တဲ့ဘာလို့အခုညတောင်းရလဲဆိုအဲ့ရွာနားမှာတက်တွေလည်းရှိပါတယ်ကြောင်းကားတွေလည်းအမြဲလာပါတယ်အဲ့လိုဖေကရွာလူကြီးတနက်အားကိုနဲ့တားကစီဒီယံလုံပြီးအကြမ်းဖက်နဲ့ပတ်သက်လို့စာထုတ်ခံထားရတာကိုအုပ်ကြီးအရှိန်နဲ့ဖုံးပြထားတာကအဲ့ရွာပတ်ဝန်းကျင်ကတက်တွေရောအင်မတန်မှစိုးရိမ်ရပါတယ်ဗျာတဲ့ကျွန်တော်ကတီးတဲ့လောက်ပဲပြောပြတာရွာမှာစုံစမ်းရင်ကျွန်တော်ထက် ကျွန်တော်ပြောတာထက်အများကြီးပိုသိနိုင်ပါတယ်တဲ့ကျွန်တော်သိလိုက်တာကစီရန်လှုပ်ထားတဲ့ဘသူမဆိုအုတ်ချုပ်တဲ့ကိုအုတ်ချုပ်တဲ့နေရာမှာလာနေအထက်ကိုတင်ပြရမှာအုတ်ကြီးတာဝင်မဟုတ်ဘူးလားဗျာအခုသားဆိုတော့လေဖုံးပြထားတယ်တဲ့ကိုဖုံးတို့ကြအများကြီးပေါရောက်လို့အခုညီတောင်းရပါတယ်တဲ့နော်ဆလင်းမျိုးနဲ့မြေနုကျွန်းရအကြံဘက် PDF များအရင်ကတည်းကပုံများနာတွေ့ရတယ်တဲ့လူရင်အားစုနေတယ်လို့သတင်းရတယ်နောက်ထပ်ရောက်လာကြတဲ့အကြံဘက် PDF များကစိတ်ပြူမျိုးနဲ့လမ်းစကန်ပိုင်းအတွင်းစီခြေရွာများမှာအကြံဘက် PDF များလို့သတင်းရတယ်မြေနုကျွန်းရခြေရွာများအတွင်းမှာ အများကြီးပါတဲ့တိန်ချင်းတော့မပြောပါဘူးလေရွာရဲ့မြောက်ဘက်ခြံလေးထဲမှာလည်းအိမ်တွေမှာလည်းအများကြီးရှိနေတယ်တဲ့လူရင်အားတွေစုနေပုံရတယ်တခုခုတော့လုံးတော့မယ်လို့ထင်မိပါတယ်စလင်းမြို့မှာရှိတဲ့နယ်မြေရှင်းလင်းအဖွဲ့တွေသိစေချင်ပါတယ်မကွေတိုင်းဘူးကြီးသိပါစေဘာဆက်လုပ်ရမယ်ဆိုတာကတော့လူကြီးမင်းတို့ဆုံးဖြတ်ပါအမြန်ဆုံးဆောင်ရွက်စေချင်ပါတယ်တဲ့နော်မြမာပြည်လည်းအမြန်ဆုံးချင်းချမ်းပါစေရှေးတန်းရောက်နေတဲ့တပ်မတော်သားတွေဘေးရန်နေခင်ချင်းပြီးနောက်တန်းကမိသားစုနဲ့အမြန်ဆုံးပြန်လည်ပေါင်းဆက်နိုင်ပါသေးတယ်ကျွန်တော်လည်းဒီရက်ပိုင်းမှာ ငါပိတ်တာ200ပေါ့နော်ဒါကတော့ည YouTube မှာထည့်ပြောမယ်ငါပိတ်တာ200အများကြီးတော့ကျွန်တော်အလူကိစ္စလေးရှိနေလို့ပါနော်